စိတ်ထားယုံညံ့တဲ့သူတွေကတော့နေမျိုးပေါင်းစုံနဲ့ကြိုးစားကြပါလိမ့်မယ်။တက်ကအသင်းဆောင်ပြစ်ခတ်တဲ့အတွက်အဲ့ဒီရင်တန်းမန္တလေးကိုကြီးဆက်သွားမယ့်အကြောင်းကိုအဲအကြောင်းကိုတော့သွားမယ့်ဟာကိုမတော်လိုက်ရဘဲနဲ့သူနောက်ချူပြန်လှည့်မင်္ဂလာပါ။မြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့အတွက်မှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။ဒီအချိန်ဒီကာလကျွန်တော်တို့တိုင်းပြည်အတွက်အင်မတန်မှဝင်တို့ဝင်ဖို့ဒဏ်ရာတစ်ချက်တွေ များတဲ့အချိန်ကာလတခုဖြစ်ပါတယ်ခင်ဗျာဒီအချိန်ဒီကာလမျိုးမှာဘယ်လိုအကြောင်းမျိုးမှထပ်ပြီးတော့တိုင်းပြည်အတွင်းမှာမဖြစ်စေချင်တော့ပါဘူးဘယ်လိုအကြောင်းမျိုးဆိုတာအစိုးဘက်ကိုဥတီစေတဲ့အကြောင်းအရာမျိုးတွေကိုပြောတာပါအထူးသဖြင့်ဘာသာရေးနဲ့ပတ်သက်တဲ့အထီးကရုံးတွေပြဿနာမျိုးတွေအချင်းပွားမှုမျိုးတွေမဖြစ်စေချင်တော့ပါဘူးကျွန်တော်တို့တိုင်းပြည်ဟာ ဗုဒ္ဓဘာသာတိုင်းပြည်တစ်ခုပါဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ် ပြဋ္ဌာန်းထားတဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်သို့တော်ညာလေဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းထားတဲ့နိုင်ငံ ဖြစ်ပေမဲ့အခြားသောဘာသာဝင်တွေအပေါ်မှာနှိမ့်ကွတာမျိုးမရှိပါဘူးပိတ်ပင်တာမျိုးမရှိပါဘူးအခြားသောဘာသာဝင်တွေကိုလည်းဒန်းလူညီမျှအခွင့်အရေးပေးထားပါတယ်အခုကျွန်တော်တို့ရဲ့နိုင်ငံမှာ ခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်သွားပါလေဒီငလင်ကြီးလှုပ်ခတ်ရတာဟာနတ်ဆောက်ကဆူရကြောင်လည်းမဟုတ်ပါဘူးစကိုင်းပြည့်ရွှေကြောင်တကယ်လို့ဒီအချိန်မှာ NLD အစိုးရအုပ်ချုပ်နေတယ်ဆိုရင်လေဒီငလင်ကလှုပ်မှာပါပဲဒီလိုမျိုးပျက်စီးဆုံးရှုံးမှုတွေကြုံရမှာပါပဲဒီလိုမျိုးပဲလူတွေထိကြိုက်တည်ကြည်ဒဏ်ရာရကြမှာပါပဲဒါတဘာဝဘေးပါ ဘယ်အစိုးရပဲတက်တက်ဘယ်အစိုးရပဲအုတ်ချုပ်အုတ်ချုပ်မလွဲတာမရှောင်တာကြုံလာရမယ်တဘာဝဘေးရနေတခုပါအခုလိုမျိုး ပြဿနာကြီးဖြစ်လာတဲ့အချိန်မှာတိုင်းပြည်အတွင်းမှာထပ်ပြီးတော့ပြဿနာကြီးဖြစ်လာဖို့အတွက် မလိုလားအပ်တဲ့သူတွေစိတ်ထားယုံညံ့တဲ့သူတွေကတော့နီမျိုးပေါင်းစုံနဲ့ကြိုးစားကြပါလိမ့်မယ်အဓိကကတော့နတ်ဆောက်ကအစိုးရကို ပုံရိပ်ပျက်စီးစေခြင်းနဲ့စိတ်စေတနာနေနဲ့ပါပဲဒါပေမဲ့တကယ်တမ်းထိခိုက်ရမှာက တိုင်းပြည်နဲ့ပြည်သူတွေပါပဲအဲ့ဒါကြောင့်မို့ကျွန်တော်အနေနဲ့အထူးမြတ်တာရက်ခံနေတာကဒီအချိန်မှာတစ်ဖက်နဲ့တစ်ဖက်တစ်ဖက်နဲ့တစ်ဖက်ဘာသာတစ်ခုနဲ့တစ်ခုကြားမှာအမုန်းတွေပွားနေမဲ့စကားမျိုးတွေမပြောကြတာကောင်းပါလေအားလုံးဟာတန်းတူညီမျှအခွင့်အရေးကြားထားကြတာပါ ဒါကြောင့်မို့အစ္စတန်လူမျိုးတွေကလည်းချစ်ချစ်ခင်ခင်နဲ့မြန်မာနိုင်ငံသားပိသစွာ တိုင်းပြည်အတွင်းမှာကြာရောက်နေတဲ့ဒုက္ခတွေကိုပူကြီးဖြေရှင်းပေးကြမယ်။ဘုရားဘာသာဝင်တွေကလည်းမြန်မာနိုင်ငံသားပိသစွာနဲ့တိုင်းပြည်အတွင်းမှာကြာရောက်နေကြတဲ့ဒုက္ခတွေကိုကုညီကယ်တင်ဖြေရှင်းပေးကြမယ်ဆိုရင် တိုင်းပြည်ကအများကြီးအဆင်ပြေသွားမှာပါအခုနိုင်ငံတကာကအဖွဲ့အစည်းတွေရောက်နေတယ်ဆိုတာကယ်ဆယ်ရေးအတွက်ပါပြန်လေတည်ဆောက်ရေး ပြန်လဲထူထောင်ရေးအတွက်မဟုတ်ပါဘူးကျွန်တော်တို့အတိုင်းပြည်ငကူအတိုင်းပြန်ဖြစ်လာဖို့အတွက်ပြန်လဲတည်ဆောက်ရေးလုပ်ငန်းတွေပြန်လဲထူထောင်ရေးလုပ်ငန်းတွေအများကြီးလုပ်ကြရအောင်ပါအဲ့ဒီလိုလုပ်ကြပြီဆိုရင်တခြားသောတိုင်းပြည်နဲ့တခြားသောလူမျိုးတွေကိုအားကိုးနေလို့မရပါဘူးမြန်မာနိုင်ငံအတွင်းမှာမိတင်းနေထိုင်ကြတဲ့မြန်မာနိုင်ငံသားစစ်စစ်တွေကပဲတယောက်နဲ့တယောက်လက်တွဲညီညီနဲ့ကျွန်တော်တို့တွေရေဆိုင်ဖြည့်ရှင်းဖြတ်ကျော်ကြအောင်အဲ့ဒီချိန်မှာ အစ္စလာမ်ဘာသာပဲခရစ်ယာန်ဘာသာပဲဗုဒ္ဓဘာသာပဲဆိုတဲ့ဘာသာစွဲတွေနဲ့တယောက်ကိုတယောက်မကူညီပဲမရိုင်းပဲနေလို့မရပါဘူးအဲ့လိုပဲတယောက်နဲ့တယောက်လဲအပြစ်ဖွဲ့ပြီးပြစ်တင်စကားတွေပြောနေစရာမလိုပါဘူးဒါကြောင့်မို့နေကုန်းရုပ်အနေနဲ့ပြောချင်တာကတော့အခုလက်ရှိဖြစ်ပြက်နေတဲ့အခြေအနေမှာဒီကျက်ထပ်ပြီးနောက်တစ်ခု ပြဿနာနဲ့ကျွန်တော်တိုင်းပြည်ကြီးကြုံလို့မရပါဘူးဒါကြောင့်မို့မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားစစ်စစ်တွေဖြစ်တဲ့မြန်မာနိုင်ငံသားအားလုံးဟာဘယ်ဘာသာဝင်မဆိုတိုင်းပြည်ရဲ့အကျိုးကိုလိုလားတဲ့ဆိုရင်တိုင်းပြည်ရဲ့အကျိုးဖြစ်စေတဲ့ဇာကားမျိုးတွေတွေပြောပြီးတော့ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဝိုင်းဝန်းကူညီပေးကြပါလို့မြစ်တာရက်ခံနေပါတယ်မြန်မာနိုင်ငံသားအားလုံးအေးချမ်းပျော်ရွှင်ကြပါသည်ဘေးဒုက္ခအပေါင်းအဝါနဲ့အမြန်ဆုံးလွတ်ကင်းနိုင်ကြပါသည်ကျွန်တော်မင်းဆိုပါခင်ဗျာ နောင်ချိုအုံမဒီအုံမဒီပေါ့အုံမဒီနာအခြေဝါနာမှာတဲ့တရုတ်ချက်ချင်းဒီရင်တန်းပြစ်ခတ်ခံရတယ်စစ်တပ်ကစစ်တပ်ကပြစ်ပါတယ်ဆိုပြီးတော့ TNL ကဝါရဖြန့်ပါတယ်ဆိုတော့ TNL ရဲ့ဝါရဖြန့်တဲ့သတင်းကိုကြည့်ပြီးတော့ဟိုကျွန်တော်တို့ကလည်းဒါစိတ်ဝင်စားတော့စုံစမ်းကြည့်တယ်မေးမြန်းကြည့်တယ်နောက်တရုတ်တိုင်တိုင်ယုံဘက်အချမ်းတွေကိုဆက်သွယ်လို့ရတယ်လမ်းကြောင်းကနေဆက်သွယ်ပြီးမေးမြန်းကြည့်တယ်ပေါ့မေးမြန်းကြည့်တဲ့ခါကျတော့တကယ်တမ်းကျတော့ TNL ရဲ့ဝါရဖြန့်မှုနဲ့ပတ်သက်ပြီးတော့တော်တော်လေးဒီတရုတ်မြန်မာချစ်ကြည်ရေးပါထိခိုက်နေတဲ့ကိစ္စအထိဖြစ်သွားတယ်လို့တော့အကြံဉာဏ်သိရတယ် ဆိုတော့ဗိုလ်ချုပ်စံမေးတော့ပြန်ဖြည့်ထားတာတော့တခုရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာကျွန်တော်သိတာကိုကျွန်တော်ပြောပါမယ်ဆိုတော့ဗိုလ်ချုပ်စံမေးတော့ဖြည့်ထားတာတစ်လိုင်းကျွန်တော်သိတာကိုတစ်လိုင်းတစ်လိုင်းတစ်ခုနှစ်ခုခွဲပြောပါမယ်ဆိုတော့ TNL ရဲ့ဂျင်ညာချက်ထက်မှာမနေ့ကည7ခွဲပေါ့နော်7ခွဲလောက်မှသူဂျင်ညာရဲ့ဂျင်ညာချက်ထက်မှာတရုတ်ချက်ချင်းဒီအသင်းကနေပြီးတော့မြန်မာငလင်းဒန်သိတဲ့ပြည်သူတွေအတွက်ထောက်ပံ့ပစ္စည်းသေးလာတဲ့ကား6စီးရန်နံ6စီးဝတဲ့စစ်တပ်ကနေပြီးတော့ဧပြီလ10ရက်နေ့မနေ့ကည9:22မိနစ်လောက်မှာတဲ့အဲစစ်တပ်ကနေ OMD ရွာနာမှာစောင့်ပြီးတော့အစ်စောင့်ပြစ်ခတ်ပါတယ်ဆိုပြီးတော့ ပြောပြတယ်ဟိုထုတ်ပြန်ထားတာတွေ့ရတယ်အဲ့တော့စစ်တပ်ကအသင်းဆောင်ပြစ်ခတ်တဲ့အတွက်အဲ့ဒီရင်တန်းမန္တလေးကိုခီးဆက်သွားမယ့်အကြောင်းကိုအဲအကြောင်းသွားကိုသွားမယ့်ဟာကိုမသွားလိုက်ရဘဲနဲ့သူနောင်ချူပြန်လှည့်ယူသွားတယ်တဲ့အဲ့တော့ TNL ဘက်ကနေပြီးတော့အဲ့ဒီရင်တန်းကိုစီကိုစောက်ရှောက်ထားပါတယ်ဆိုပြီးတော့တို့ကတို့ရဲ့ Telegram တွေတို့ရဲ့ Facebook တွေတို့ရဲ့သတင်းဌာနတွေနဲ့တွေ့ပြီးတော့ဝါရဖြစ်တာတွေ့ရတယ်ဆိုတော့ကောင်းပြီသူ TNL ပြောသလိုပဲကောင်းပြီတို့ကတရုတ်ချက်ချင်းနေတက်တရုတ်ချက်ချင်းနေအသင်းကကားလို့ပြောရင်ကျွန်တော်ဒီပုံမှန်ရင်ကြည့်ပါဒါတရုတ်ချက်ချင်းနေအသင်းကကားဟုတ်သလားတချစ်တွေ့ချက်ပေါ့နော် နောက်တစ်ခုကဓာတ်ရေးကြည့်ပါဓာတ်ရေးဒါတရုတ်ချက်ချင်းနေအသိအကားဟုတ်သလားပေါ့နော်ဒီပုံတွေကိုကြည့်ချင်းအပြည့်ဒါတရုတ်ချက်ချင်းနေအသိအကားဟုတ်ရဲ့လားဆိုရင်မေးဖို့ကျွန်တော်စပြီးမေးရတော့မယ် TNL ပြောတဲ့အတိုင်းပေါ့ဆိုရင်ဆိုတော့ဒီပုံတွေမှာဆိုရင်တယောက်ဆိုရင်ပြောတော့ကြီးတော့ကြီးနေတယ်ကျွန်တော်တို့ကျွန်တော်ပြမယ်တယောက်ဆိုကြီးတော့ကြီးတော့ကြီးနေ TNL ဓာတ်ပုံရဲ့ချိန်မှာဒီကောင်ကြီးတော့ကြီးနေတယ်ဆိုတော့တရုတ်ချက်ချင်းနေအသိအကားဟုတ်မဟုတ်တော့ကျွန်တော်တို့မသိဘူးလောလောဆယ်တော့တရုတ်ချက်ချင်းနေအသိအကားပါဆိုပြီး TNL ကဝါရဖြန့်လိုက်တဲ့အတွက်နာဆာကကအဲကုညီဖို့လာတဲ့ကားတော်ပစ်တယ်ဆိုပြီးတော့သူတို့ဝါရဖြန့်လို့ရသွားတယ်ဆိုတော့ ဘုရားသခင်တို့ရဲ့တမရဘက်ကတင်းထုတ်ပြန်ချက်မှာတော့ဒီကားအဲ့ကားကိုစည်းလို့ယူဆရတဲ့ရင်းနှီးတစီကမနေ့ကည9နာရီကျော်လောက်မှာသူတို့ဒီအုံမဒီရောနာတိရောက်လာတယ်အုံမဒီနာမှာတက်ရှိတယ်တက်တဲ့ DNA လေးနဲ့သူတွေကိုယ်တိုင်ချရတဲ့နေရာနေရာလည်းဖြစ်တယ်အုံမဒီနာမှာတက်ရှိတယ်ရှိတော့အဲ့ဒီငါ့ကိုကားရောက်လာလို့စစ်တပ်ကနေပြီးတော့လှမ်းပြီးတော့တားတယ်ဟိုခိုက်တရားနေရာလောက်အကွာကလေးကလှမ်းပြီးတားတယ်မင်းတို့ဟိုလှမ်းတားပြီးတော့လှမ်းတားပြီးတော့မဲရတဲ့အချိန်မှာသူကတကောက်ကောင်းငယ်မို့တနက်ထောင်ပေါက်ပြီးတော့ထောင်ပေါက်ပြီးတော့3ပေးပြီးတော့3ပေးလိုက်တာကြီးလောက်ရတယ် ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒါဒါကြောင့်ဒါတွေကိုဘာကြောင့်လောက်ရလဲဆိုတော့မြန်မာနိုင်ငံကကုညီကယ်ဆယ်ရေးလာမဲ့ကားမှန်သမျှကုညီဖို့လာတဲ့ဟာမှန်သမျှကတက်ဆိုင်ရာတန်ယုံနေတက်ဆိုင်ရာတက်ဆိုင်ရာဒီဒီကောင်းစစ်ဝင်ယုံနေတက်ဆိုင်ရာနေမီတာဝန်ရှိသူတွေတက်ဆိုင်ရာဒီအုပ်ချုပ်ရေးအာဏာပိုင်တွေစုကိုအကြောင်းကြားအသိပေးကြိုတင်ကြတာအသိပေးမှာဝင်လို့ရတယ်ဝင်ရင်တိုင်းဝင်ထွက်ချင်လို့ထွက်လို့ရအောင်ဒါမိုးဆိုးမအိမ်မဟုတ်ဘူးတာလန်ကိုဇီရလည်းမဟုတ်ဘူးချင်းပြတ်သူ့အမိန်လည်းအိမ်လည်းမဟုတ်ဘူးပွင့်လည်းပြောရင်တော့เนาะအဲ့တော့ဒီတရုတ်ချက်ချင်းတွေကတကယ်ကုညီတာမှန်တယ်ဆိုရင်မြန်မာအစိုးရကိုတရားဝင်ကြောင်းကြားရမယ်အသိပေးရမယ် ကြောက်ကြတိပေးမှဝင်လို့ရမယ်ဝင်ကျင်တိုင်းဝင်ထွက်ကျင်လို့ထွက်လို့ရအောင်ဒါတရုတ်ပိုင်နဲ့ပြည်လဲမဟုတ်ပြည်ပိုင်နဲ့နိုင်ငံလည်းမဟုတ်ဘူးပို့ဝင်လည်းပြောရဒါမျိုးလည်းလောက်ခွင့်မရှိဘူးအဲ့တော့တရုတ်အနေနဲ့ကလည်းဒါမျိုးလုပ်လို့မရဘူးဆိုတော့သူတို့ကောင်းကောင်းသိနေမယ်သူတို့ကတို့နိုင်ငံကြီးပြီးသားတဲ့တဲ့ဒါမျိုးသူတို့ကောင်းကောင်းသိနေမယ် Okay ဒါဆိုရင်တရုတ်ကမလုပ်ဘူးလို့ယူဆပြီဆိုပါစို့ဒါဆိုရင်ဘယ်သူလုပ်တာလဲမေးကွန်းဒီချက်ချင်းချက်ချင်းနေရင်တန်းဆိုပြီးအသုံးချပြီးလုပ်တာဘယ်သူလဲဆိုရင်မေးကွန်းအဲ့ဒီမေးကွန်းကတိကျရှိတယ်ဆိုတော့မြန်မာနိုင်ငံကိုကုကူညီကြတဲ့အဖွဲ့တွေလာနေကြတာတနိုင်ငံလုံး လာနေတဲ့နိုင်ငံနိုင်ငံပေါင်းစုံလာနေတဲ့ဟာရှိတယ်နိုင်ငံ15နိုင်ငံရှိတယ်15နိုင်ငံကနေပြီးတော့လေယာဉ်ပေါင်း53စီးတိတိရောက်ရှိပြီးပြီเนาะဒီကနေ့နေ့လည်းဒီနေလေယာဉ်53စီးရောက်ပြီးသွားပြီနိုင်ငံ15နိုင်ငံနေလေယာဉ်53စီးရောက်ပြီးသွားပြီလူပုဂ္ဂိုလ်အားဖြင့်လည်းကုညီကယ်ဆေးလူပုဂ္ဂိုလ်အားဖြင့်လည်းလူ1519ရောက်ပြီးသွားပြီအလားတူထောက်ပံ့ရေးပစ္စည်းကလည်း350တန်350လောက်ရောက်ပြီးသွားပြီတချိန်တည်းမှာပဲကယ်ဆေးရေးနဲ့ဆက်ဆက်တဲ့ပစ္စည်းကလည်း495တန်ရှိပြီးသွားပြီဆိုတော့အဲ့လောက်ထိလာပြီးသွားပြီလာပြီးသွားတဲ့အချိန်မှာဘာပြဿနာမှမတက်ဘူး ဒါပေမဲ့တရုတ်ကြက်ချီနီရင်တန်းပါဆိုတဲ့စကလုံးအုံလုံးနဲ့ TNL ရဲ့နယ်မြေကိုဖြတ်ပြီးတော့လာတဲ့ကားကြမှာပြဿနာတက်တာဆိုတော့ကောင်းပြီဒီလိုမျိုးရှေ့မှာဖြစ်ဘူးလားဆိုတော့ရှေ့မှာဖြစ်ဘူးပါတယ် Blue Sky ဆိုတဲ့ဒီတရုတ်ရဲ့ကုညီကယ်ဆယ်ရေးအဖွဲ့အဲ့ဒီအဖွဲ့ကအဲ့ဒီဒီပြည်တော်စုလက်မှတ်ရေးတယ်ပေါ့နော်လာရှိုးကနေဖြတ်လာရှိုးတို့ဘာလို့ဖြတ်လာတဲ့နောင်ရှိုးတို့ဘာလို့ဖြတ်လာတယ်ပြည်တော်စုလက်မှတ်တွေတော့ချောင်းမောင်းလာတယ်အဲ့ဒီတော့ကမြန်မာအစိုးရကိုတရားဝင်ကြောင်းကြားထားတာဖြစ်တဲ့အတွက်အဲ့ဒီတော့ချောချောချီယူအသားစီမရှိလာခွင့်ရတယ်ဒီဘက်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေကာဝယ်ဆောက်ရှောက်ပြီးသွားတယ် ဆိုတော့တရားဝင်ဆက်သွယ်ပြီးလာတဲ့အချိန်မှာတော့အကုန်လုံးကာကွယ်ဆောက်ချောက်ပေးခဲ့တယ်။ဘာပြစ်ခတ်မှုမှမရှိဘူး။ဘလို့ကြောင့်ပြစ်လို့မှမရှိဘူး။အခုအခုလာတဲ့အဖွဲ့ကြတော့တရားဝင်ယင်တရားဝင်ဆက်သွယ်ကြောင်းချင်းမရှိဘဲနဲ့ဒီတိုင်းရောက်ချင်သူရောက်လာတယ်။အဲ့တော့တရုတ်ချက်ချင်းဒီအသင်းကဟုတ်ရဲ့လားဆိုတော့မေးခွန်းကအဆရှိတယ်။ဆိုတော့ကျွန်တော်တို့ကပြန်ပြောပါမယ်။တရုတ်ရဲ့အတိုင်းဝန်ဘက်ကိုကျွန်တော်ကျွန်တော်တို့ဆက်သွယ်ဆောင်တန်းရရှိသလားကျွန်တော်မေးကြည့်ပါရစေ။မေးကြည့်တော့တရုတ်တန်မှုတို့ကတော့တာဝန်ရှိသူတွေကပြောတယ်။အဲသူတို့ ဘက်ကတော့အခုချိန်ထိအကြောင်းကြားထားတာမရှိဘူးတရုတ်ချက်ချင်းကလှူမယ်ဆိုပြီးတော့ဒီကနေထက်လာပါမယ်ဆိုပြီးတရုတ်ဘက်ကတန်ယုံကိုအကြောင်းကြားထားတာမရှိဘူးတန်ယုံကလည်းသိရှိထားခြင်းမရှိဘူးအဲ့တော့တရုတ်ဘက်ကလည်းနည်းနည်းစိုးရိမ်နေတယ်ဒီကိစ္စကနိုင်ငံရေးခုံလုံးလို့တာတွေရှိလာမလားနောက်နိုင်ငံချင်းချင်းပြပြအောင်လို့တာဖြစ်လာမလားဆိုသူတို့လည်းစိုးရိမ်ချက်ရှိတယ်စိုးရိမ်ချက်ရှိတဲ့အတွက်သူတို့လည်းဒါကိုစုံစမ်းဆက်ပြီးစုံစမ်းနေတယ်လို့ပြောတယ်ဆိုတော့ကျွန်တော်တို့ကပြောတယ်ခင်ဗျားတို့တရုတ်တန်ယုံဘက်ကတခုခုတော့ထုတ်ပြန်မှုလိုအပ်တယ်မထုတ်ပြန်ရင်ခင်ဗျားတို့ကအလိုလိုပါဖြစ်နေမယ်ခင်ဗျားတို့ကဒါကြီးကမသိကြအောင်ဆောင်မသိကြဘူးပြောတာခင်ဗျားတို့ကိုယ်တိုင်ကိုယ်တိုင်လိန်တာဖြစ်နေမယ်လို့ကျွန်တော်တို့တိုက်တွန်းထားတယ်ဟုတ်ပါပြီပြောစောင့်ကြည့်ရအောင်ပေါ့ အကယ်၍တရုတ်ရင်ချက်ချီနီရင်နန်းကတရုတ်ချက်ချီနီအသင်းကနေပြီးတော့မြန်မာကားတွေကိုငှားပြီးတော့သူ့ဟာသူဝင်ကြိုင်းဝင်ထွက်ကြိုင်းထွက်တယ်ဆိုရင်ဒါကျွန်တော်တို့နိုင်ငံရဲ့အချုပ်ချာအောင်စော်ကားတို့လို့ခေါ်တယ်အဲ့လိုလုပ်ခဲ့တယ်ဆိုရင်ပေါ့ဒါလို့မလုပ်ခဲ့ဘူးဆိုရင်ဒီကိစ္စကိုတရုတ်ချက်ချီနီအသင်းကလည်းရှင်းရမယ်တရုတ်တန်ရောင်းကလည်းရှင်းရမယ်တရုတ်သက်ဆိုင်ရာတာဝန်ရှိသူတွေရှင်းပြရမယ်ဒီဟာရှင်းပြမှုအခုကဘာလို့ဆိုတော့စစ်တပ်ကကူညီကယ်ဆယ်ကောက်ပစ်ပါတယ်ဆိုတော့ဝါရဖြတ်မှုနဲ့နိုင်ငံကိုတိုက်ခါချဖို့ကြိုးစားတဲ့ဇလိုင်းကို TNL တို့အုပ်စုကလှုပ်လာတာတွေ့ရတယ်ဆိုတော့ဒီကိစ္စကမယူသားဘူးလို့ကျွန်တော်တို့မြင်တယ်နိုင်ငံတော်ကြီးကတည်းကလည်းပြန်လို့ရှင်းထုတ်မိတယ်တရုတ်အတိုင်းဝမ်းဘက်ကလည်းပြန်ရှင်းဖို့လိုတယ် တရုတ်တိုင်းဘက်ကပြန်မရှင်းဘူးဆိုရင်တရုတ်တိုင်းတရုတ်တိုင်းဘက်ကလည်းဒါမလိတ်တဲ့ဘက်လုပ်ပြီးတော့ရှင်းရှင်းပြောရအောင်အလိုလိုလိုပါနဲ့ရွေချက်ရှိရှိတိခါကြအောင်မြန်မာအစိုးရကမြန်မာဒီစရအောင်မယ်အစိုးရဖွဲ့ကိုနိုင်ငံတော်ကိုတိခါကြအောင်တမင်ကိုရွေချက်ရှိရှိဟိုတပုံလေးနဲ့ပေါင်းလို့တလားလို့ကျွန်တော်မေးခွန်းထုတ်စရာတော့ဖြစ်လာတယ်အဲ့တော့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့တရုတ်တိုင်းဘက်ကပြန်ပြီးတော့ဒီကိစ္စကိုရှင်းချက်ထုတ်တယ်ဆိုရင်တော့တရုတ်ဒီယူသားတယ်မှန်ကန်တယ်ပြောမယ်မရှင်းရင်သူတို့လည်းမယူသားဘူးလို့ကျွန်တော်ပြောရမယ်သူတို့ဘက်ကလည်းရှင်းရမယ်ဒီဘက်ကလည်းရှင်းထားတယ် ်ယောဂရှင်ဒါပြစ်ထားခြင်းတော့ပြစ်တာမဟုတ်ဘူးတနက်ဝိုးဘောထောင်ပြစ်တာလို့ကျွန်တော်သိရတယ်ဝိုးဘောထောင်ပြီးတော့ပြစ်ပြီးတော့ဆက်မလာဘူးတားတယ်လို့ကျွန်တော်သိရတယ်ဆိုတော့ဒါရာမယိုးရှင်တဲ့ကိစ္စပါနိုင်ငံရေးနဲ့ညွယ်လာပါတယ်ငလျင်ကိစ္စကကုညီကယ်ဆယ်ဆိုလို့ရှိရင်တရားဝင်လမ်းကြောင်းပေါ်ကဆက်သွယ်ပြီးလာမှာဖြစ်တယ်တရားဝင်လာရလောက်တဲ့အထိအောက်တန်းမကြတဲ့ဘူးတရုတ်တကယ်လို့လောက်ရောတော့မကြတဲ့ဘူးတကယ်လို့တရားဝင်လာမယ်ဆိုရင်တရားဝင်တိချလာ တရားဝင်လာရင်လည်းဒီလိုကာကွယ်စောင့်ရှောက်ပြီးမှသိကြရဲဆိုတော့တို့ပြောချင်တယ်အဲ့တော့တချို့တွေရိုးရိုးနဲ့တရင်တွေပေါက်တော့ကြရဖွာနေတာဇိုးလို့ကျွန်တော်ကြိုးပြီးတဲ့ခါလေးပြောပြတာပါဆိုတော့တရုတ်တိုင်းဘက်ကလည်းဒါကိုတရုတ်ဆိုရဘက်နဲ့တရုတ်သက်ဆိုင်တာဝန်ရှိသူတွေဘက်ကလည်းဒီကိစ္စကိုရှင်းလင်းတဲ့ message တစ်ခုဖြည့်ရှင်းပေးလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့တရုတ်ချက်ချင်းတွေအတင်းဘက်ကလည်းဖြည့်ရှင်းပေးလိမ့်မယ်လို့မြင်ပါတယ်မရှင်းပေးခဲ့ရင်တော့ခင်ဗျားတို့ထင်တဲ့အတိုင်းပေါ့ဗျာနော်မရှင်းပေးခဲ့ရင်ခင်ဗျားတို့ထင်တဲ့အတိုင်းပေါ့ ျွန်တော်တို့နိုင်ငံနဲ့ပတ်သက်ရင်တချို့တွေကမယူသားဘူးဆိုတော့သိစေချင်တာမရှင်းပေးခဲ့ရင်တော့တို့မရှင်းပေးတာတို့မှသာတာဝန်ရှိတယ်မြန်မာဆိုရဘက်ကတော့ရှင်းပြပြီးပြီသက်ဆိုင်ရာနိုင်ငံဘက်ကချက်ချင်းကြီးကတကယ်လွတ်တာသိကြလားတကယ်လွတ်ခဲ့သလားဒီကားကိုးစီကိုတကယ်ငှားခဲ့သလားတကယ်လွတ်ခဲ့သလားလွတ်ခဲ့ဆိုရင်ဆက်သွယ်ထားတဲ့စာပြတောက်ထားပြဆိုကျွန်တော်တို့ကပြန်ပြောမပြနိုင်ဘူးဆက်သွယ်လဲထားတာမရှိဘူးဆိုရင်တော့ဒါတို့တရားမဝင်တဲ့မြန်မာဆိုရကိုတမင်လောက်တာလို့ဒီမဲ့တယ်အဲ့တော့ကျွန်တော်တို့ကတော့မီဒီယာသမားတယောက်အနေနဲ့စောင့်ကြည့်ပါမယ်ဒါနိုင်ငံရေးနဲ့ရောလို့မရဘူးငလျင်ငလျင်မှာတဘောပေးပါနိုင်ငံရေးနဲ့ရောလို့မရဘူးဆိုတော့ဒီနေ့ကနေကျွန်တော် message ပြန်ပေးရပါ